ဆရာမခင်ခင်တူရဲ့မိန်ကန်ဆိုတဲ့ဝတ္ထုကို အပိုင်း၄၈နဲ့ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်။တောင်တို့ပြန်သွားတော့ကိုပြေသိန်းလည်းအိမ်ပေါ်တက်ကိုတက်သွားတော့သည်။ကိုပြေသိန်းရှိတော်မှမိန်ကန်ကတည်ထားသမျှခီးစီတွင်ကြားပြောပြခဲ့သည်။ဒီစကားကြားရတော့မိပန်းယုံရော မလာအောင်ရောထူဆန်းသောစကားကိုကြားလိုက်ရသလိုမင်တမ်းမိကောင်းကြသည်။ငါသမီးရဲ့ရှိတာတွေရှိကြပါစေတော့။ ကိုကတက်အပ်မမြင်မသိတာနောက်ထပ်အကုသို့မဖြစ်စေချင်တော့ဘူး။တမီးပြောနေတာဒီအချိုးချောင်းရှိပါသည်။မှန်တယ်ဆိုရင်လေ။သူအကုသို့ထုတ်သူရွက်ပါလိမ့်မယ်။မမှန်ရင်ကိုရွက်နေရလိမ့်မယ်တမီး။ထို့ညာကမဟင်ကန်ရင်ထဲမှာစူတချောင်းထဆူခဲ့ပြီ။ရွှေမုံစူတာရွက်ကွန်းတောင်ကိုင်းပါဟဲ့။တဆစ်လေကျိုးလှိပူးထုံးမဟုတ်ပါဘူးညီယာရှင်တကောင်ညာတစင်းပြင်းနေလို့ပြောတာပါဆိုသည်ရွှေမော့စကားတွေယား အစိတ်စုဖြူတစ်ချောင်းလိုတွေးမိတိုင်းနှင်ဝင်ခဲလေးပြီသမီးကြီးမဲ့အိမ်မြိုင်၆နှစ်သမီးရွယ်ကစနေနေ့သမီးရွယ်ရောက်လာသည့်ကြာကာလအတွင်းစောင့်ချမ်းကုန်းသည့်လည်းပြောင်းလဲခဲ့သည်ဟိုရုံဟိုခါလိုဇရိုက်ပါတာအေးအေးလူလူနေခဲ့ကြသူတွေကြီးမဟုတ်တော့အချိန်တန်တော့မိုးရိပ်လေးစင်ကြီးရာကလေးထွန်း၊ကိုင်းကလေးထွန်း၊ပြောင်းလေးချာ၊နှံကလေးချာဆိုသည်ဓမ္မဥချရေးကြီးပါလို့ပြောဖို့ပင်ခက်သွားလေပြီ။ လွတ်လပ်ရေးမြမြီဟာစာစာရရအတည်မြင်အောက်ကြခဲ့သည်ပဲဆိုဆိုနိုင်ငံရေးသည်ကိုနေမဆိုင်သလိုနေခဲ့ကြသည်တခါတည်းရန်ဘသူတွေအုပ်ချုပ်နေမှန်းပင်မသိနှုတ်တော်တွင်မှနိုင်ငံရေးသမားတွေပြောင်းလဲရှိတိုင်းဆောင်ချမ်းကုန်းကိုရောက်လာတာမဟုတ်တော့ငရုတ်တကိုင်ထန်တကိုင်ဆက်တော်လဲဆက်လို့ချိုးလို့လဲချိုးလို့ဆိုတာတော့အာယုံရှိခဲ့ကြပါ යි လွတ်လပ်ရေးရပြီးဒီနောက်ပိုင်းမှာတော့ဆောင်ချမ်းကုန်းလည်း တက်တက်ကွေထွက်သလိုဆူထွက်လာက ရောင်ဆုံးဖြစ်လာခဲ့သည်လွတ်လပ်ရေးကာလနောက်ပိုင်းတကြီးလုံးပိုင်ခွင့်နေများလာသည်ရွာတကြီးကိုကြေးရွာကပဲရွေကောင်းရသည်တကြီးတက်ငါးနှစ်ကုန်လုံးနောက်ငါးနှစ်လုံးပိုင်ခွင့်ရှိတော့လေကျင်းရွာချုပ်ရေးကော်မတီရှိလာတဲ့ပြင်ထိုနေရာတွေကိုမှတ်မောလာကြရကအုပ်စုကွဲဆွေမျိုးကွဲတွေဖြစ်လာကြသည်ကျင်းရွာတကြီးနဲ့ကျင်းရွာကော်မတီတို့ တရားစီရင်ရေးတွင် ခွင့်အာဏာအတန်တင်ရကြသည်ရဲ့လျောင်းထိုခွင့်အာဏာပေါ်ယွယွမှုများမတရားမှုများဗလိုက်မှုများရှိလာခဲ့သည်ဒီမာစာကရှေးခါကမြည်သူမြားစိတ်ဝင်စားခဲ့သော နိုင်ငံရေးသည်စောင့်ချမ်းကုန်းတွင်ခေတ်စားလာခဲ့ပါ၏အချင်းချင်းစိတ်ဝင်ခွဲကြရာမှာမညီမညွဖြစ်လာကြလားရရဲ့ရွာရဲ့ထံကိုကျိုးကိစားကောင်းပွဲရလာကြသည်ကျေးရွာအုပ်ချုပ်ရေးတွင်တကြီးနှင့်အပြိုင်ဖြစ်သည့်ကျေးရွာကော်မတီတွင် တောင်းကိုဝိုင်းဝန်းမြောက်တင်ကြရမှာဇောင်ချန်းကုန်းတွင်တကြီးထက်ကျော်ကတောင်းကထင်ပေါ်လာခဲ့ပိုင်းငှားထက်ယူတာတခုကြံတော့တဲ့ဆိုတာလိုပါပဲတကြီးကမလှုပ်ဘူးတောင်းကကြီးလှုပ်နေလို့ရွာငပိတဲရခွေးမမောင်းရဘူးစားတဲရခွေးမောင်းနေပြီပြော့နေကြတဲ့တောင်းအောင်တခေဆန်းပါဘကောကြီးမလောင်ကဘယ်ကဘာကြားလာလို့မသိတရမာညီရှာသည်တောင်တို့ကံဟုံဟုံထားတော့ရွှေမောကလည်း 38မိနစ်ပန်းမကိုင်းပဲပူနိုင်သူဖြစ်လာခဲ့သည်။ရွာရက်ကကိုပြေသိန်းကိုအုတ်ချုပ်ရေးတနီယာယူပါရန်တောင်းပန်တော်လိမ်ကိုပြေသိန်းကညင်းသည်။ကျောင်းလူကိုကျောင်းပြကညင်းလိုက်ခြင်းဖြင့်ကျွန်တော်မလို့ပြစေနဲ့ရွာရက်မှာတကြီးလဲရှိပြီ။ကျေးရွာကော်မတီလဲရှိပြီ။စေရင်ကောင်းရရင်ကောင်းလဲရှိကြပါပြီ။ကောင်းဖို့ပဲရှိပါတော့တယ်။ကိုပြေသိန်းကတန်တန်ညင်းတော့လဲညင်းလိုက်ကြရသည်။တောင်းကရင်တော့ကတောင်းမဟုတ်တော့ ရက်မှုရက်ခင်းတွေမှာသူ့ခြေသူလန်လှလာခဲ့သည်တတ်နိုင်သူဆိုတော့မြင်းချံရပောင်များရကလူရေးလူရာဝန်ဆံလာသည်နှစ်သက်ကလေးရလာတော့ရွာမှာတကြီးထက်ပင်ပါဝါများလာတော့သည်တခါမှတော့မဲ့ဟင်ကန်နေထိတိုက်တူခဲ့တာကိုလည်းမဲ့ဟင်ကန်မှမီနေခဲ့ပါ၏အဝေးရွာများမှာကုန်လဲများရွာလဲတာလန်းပေါ်မှာမောင်းနေသည့်အတွင်လှေရောနားပါဖန်ခိုင်းကဒံငွေရိုက်သည့်ကိစ္စဖြစ်သည် တသက်လုံးရွာလမ်းမပေါ်ကမောင်းခဲကြတော့လေဆရာတို့ခမညာမရှိရသည့်ကြားကကျူတုတ်ခံမောင်းမဲခံပွားရောက်ကြရသည်ဒီတရင်ကြားသည်နှင့်မအိမ်ကံသားများပင်ဆက်ဆက်တုံခဲသည်ဖိုးကူဟောအချိန်နေစုံစမ်းခိုင်းသည်ဘဲရွာကလှဲသေးလိမ်ဘဲလှဲသမားသေးလိမ်တန်ငွေဘလောက်ရိုက်တဲ့လိမ်အခုကောလူတွေနွားတွေကိုဘလို့ထားတဲ့လိမ်စုံစမ်းခိုင်းခြင်းဖြစ်တကြီးရလေလူရိုးလိုပဲလား တောင်းကိုမလို့စားနိုင်လို့ပဲလာတော့မသိဘာမှပြောတတ်မကြဖြစ်ချင်တော့ထိုရက်ကကိုပြေးသိညင်းချမ်းရောက်နေသည့်ရက်ဖြစ်သည်ဖိုကူကအသေးစိတ်ပြောပြတော့မဟင်ကန်ထမိန်တူတူပါဝိတ်ပြီးခြေရွာရုံကိုလိုက်သွားခဲ့သည်ကောင်းအားစမင်ကိုပင်လမ်းမှာတပတ်ရှူသွားခဲ့ခြင်းဖြင့်မဟင်ကန်ပြာကြီးပြာရထွက်လာတာကိုရွာကထွက်ကြည့်ကြသည်ဟဲ့သမီးမဟင်ကန်ကိုလုံးလည်းမဟုတ်ပဲနဲ့သမီးရဲ့ခေကလာဖြစ်လာတာပါကြီး ။ဒဏ်ရိုက်တယ်ဆိုတော့လေနှောက်ဆင်းချင်းကြတော့မပေါ့။သူတို့ဥတွေရှိလို့လှုပ်တာနေမှာပါ။မေပန်းယုံကဒါတော့လေမရင်ကန်ဆွထလာခဲ့သည်။ကြီးရယုံရောက်တော့တောင်းမရှိ။နှွားတွေရောလူတွေပါမလို့သေးပဲဖန်တာဆဲပြေး။နှွားတွေကိုမမြင်ရတော့လေ။လူတွေကယုံရှိမှငုတ်တုတ်ထိုင်နေကြသည်။ထမင်းပင်စားစားရသေးပုံမပေါ်။အိုးဖြစ်ရလေ။ ကိုရကမဟုတ်တာနဲ့ပဲရင်းရဲဆက်ဆက်လုံးရသလားဆိုသည့်စိတ်ကစူးစူးဝေးလျက်ရှိရုံထဲမှာရှိသည့်လူညသုံးယောက်ကပင်မိန်ကန်ကိုအံ့ဩနေကြသည်တောင်ဖဲသွားတယ်ဥတောင်အင်ခဏပြန်တယ်ထမင်းစားပြန်တာအခုကလှဲနေနွားတွေကိုဘလို့လှုပ်ထားတယ်ခဲသမားလေထမင်းစားပြီးကြပြီလားနွားတွေကိုရောနွားစာကြွေးရလားရေးတိုက်ရလားဖမ်းတာကရောဘာမှုပါလဲညီကြီးငုတ်တုတ်ထိုင်နေကြသည်လှဲသမားတွေကမိန်ကန်ကိုမော်ကြည့်ကြသည် ဝမ်းလဲဝမ်းသာသွားကြပုံပေါ်ပါမယ်။မင်ကန်ကယုံထဲမဝင်ယုံရှိခါထောက်ရရင် အော်မီနေခြင်းဖြစ်သည်တိတ်မကြပါ။ကိုဆန်ကောင်ရောက်လာသည်တိပင်းရိတ်မာရဲ့ရင်နှမဖြစ်သူကိုခေခန်နေခြင်းဖြစ်မလာအောင်တို့လွှတ်လိုက်တာဖြစ်မည်ခက်လေလေရွာသားတယောက်ကရှေ့ထွက်လာကမဟိန်ကန်နေမျက်နှာချင်းဆိုင်သည်သူ့ကိုတော့မဟိန်ကန်မသိနောက်ပေါက်ထဲကဖြစ်မည်မကြွရသေးဘူးခမရဘသူတော်မင်းကမသိဘူးလား တရွာအထင်သိငါမက်အိမ်ကမ်းမယ်မင်းတို့ဖမ်းထားတဲ့လူတွေနွားတွေတော့အစာရေစာမကျွေးနိုင်ဘူးတအောင်ကအပြင်းသွားဆိုသလားငါမကျင်နဲ့လို့လိုက်လာတာဟိမက်အိမ်ကန်နေမျက်နှာချင်းဆိုင်ရနေသူကဘာမှမပြောနိုင်မက်အိမ်ကန်ကသာဘလို့မိမပါလဲဆိုသည်မျက်နှာနေကြည့်နေသည်မက်အိမ်ကန်ကတအောင်အိမ်ကိုလိုက်သွားဖို့စိတ်ကူးလိုက်တော့လေယုံကပဲဆောင်းရံပိုင်ဖြန်လိုက်သည်မနီမွေကမြေပေါ်မှာခြားထားသော ထိတ်တုံပေါ်သွားထိုင်လိုက်သည်ဆောင်းမီး တောင်လာချင်းထီဆောင်မီမေကန်ထမိန်တူတူပါဝစ်ပြီးရွာရုံလိုက်သွားတဲ့ဆိုသည့်တဲ့ရင်ကြောင့်ရွာကလူတွေတဖွဲဖွဲရောက်လာကြပါဘသူကသွားခေါ်သည်မသိတောင်ရောက်လာသည်တောင်နောက်မှာလူနှစ်ယောက်ပါလာသည်ရွာကနွားသက်သမားအောင်လာနေတောင်မျိုးထဲကတယောက်ဖြင့်တောင်ကတဲ့ရင်ချထားပြီးပုံရသည်ညုံထဲမဝင်ပဲမေကန်ကိုလှမ်းကြည့်လိုက်သည်မေကန်ကထိတ်တုံတစ်ခါပေါ်ထိုင်ရာကမတည့်ရက်လိုက်ပြီး တောင်နေမြင့်ချင်းဆိုင်လိုက်တောင်ကမခိုးမခန်းတောင်နင်တို့အဝေးရာတွေကနွားလဲတွေရောလူတွေပါဖမ်းထားတယ်ဆိုလို့ငားလိုက်လာတာနင်ဘဲနဲ့လောက်တာလေအမှုကတာလန်းပေါ့နွားလဲမောင်းလို့ဆိုဆက်နမှုမင်းတိုင်းမကြည့်နဲ့အမှုကြီးလို့ပါလားဟဲ့ဟုတ်တယ်မဲ့ရင်ကန်နဲ့မဆိုင်ပါဘူးဒါရက်ရွာအုတ်ချုပ်ရေးကိစ္စပါအခုကမြင်းချံရုံခိုင်လို့လောက်တာတာလန်းပေါ်နွားလဲမောင်းရင်လမ်းထာနာကဒန်းရိုက်ခိုင်းတာတယ်ဂနေစဖမ်းတာပဲအဲ့ဒါဘဲနဲ့ဖြစ်လို့တော့အလို့တော့ ညဝင်မြေဆောင်မှာမှထောင်ကြရတဲ့ကိန်းပါလားဘယ်မလဲယုံမေဘယ်မလဲရဲ့ရွာတိပေးတာဘယ်လန်းပြီးစာကတ်ထားတယ်ဒီကနေ့စဖန်ရအဝေးရကလွှဲလေတာတိတိနဲ့ချိုးဖောက်ကြတော့လားတာလန်းပေါ်ကမသွားရင်ဘဲရသွားရမှာဘယ်မတော့လဲလန်းဒါမျိုးဆိုတာရွာစင်ပေါင်းညာချက်ထုတ်ပြီးမှလောက်ရတဲ့ကိစ္စငါတကြီးတမီးပါဟဲ့ထစ်ခနဲ့ရှိတန်းဝင်နင်တို့မို့မရှက်တဲ့တောင်းကလူများရှေ့ပြောခံရတဲ့ပြင်ညနာချင်းရဲလာရကရှေ့ကိုတူလာခဲ့သည် တပြင်းနှစ်ယောက်ကလည်းကန်လျက်ချက်လဲမိန်ကပြန်ပါဒါတော့ပဲပြောပြစီနင်အညိုးနဲ့လာပြောနေလို့မဖြစ်ဘူးဒါအထက်ကခိုင်းလို့လို့တာအညိုးနဲ့လာမပြောနဲ့ဆိုဒီစကားကြောင့်မိန်ကန်ရှေ့ကိုတလန်တူလိုက်သည်အပြစ်မရှိတဲ့လှဲသမားတွေနင်ကသာညှို့တာငါကနင်ကိုဘယ်တော့မှမကောင်းတဲ့မရှိဘူးဖန်ထားပြီးဓာငွေရိုက်ချင်တာကရှေ့ကလူစွာနာနွားစာတော့မကြွေးဘူးဆိုတော့နင်လည်းတော့သူတောင်းသားပဲမလွန်လွန်းဘူးလား တခြားရွာလှဲနေမှာပြောနေဇောင်ချမ်းကုန်းကတော့ဒီအမိန်ကိုဘယ်သူမှမသိကြဘူးဟုတ်ပါပြီလေအခုကမိန်ကန်နဲ့ဘလို့ပတ်သက်လို့တော့လှဲသမားတွေထဲမှာနေမျိုးပါလို့လားဘဲနေမှမပတ်သက်ဘူးဘာမျိုးမှလည်းမပါဘူးနင်းလောက်တဲ့လို့မဟုတ်လို့လိုက်လာတာမဟုတ်ရင်ဘယ်ဟာမှမခံဘူးငါရွာကြောင်းဆရာကတော့လေဟဲ့မမှန်တာမတရားတာရှင်ငါတို့ကရှေ့ထွက်ရမှာပဲဘဲနေတော့နှီးချက်နဲ့တဲဆောက်ကမှာတန်တော်နောက်ကောက်ကြရတဲ့ကင်းစိုက်နေပါဘူးကော ရုံးရှိမှလူတွေယုံခဲနေကြပြီမလာဟောကလည်းချက်ချင်းပြေးရောက်လာသည်လာတော့ကတော့မဟင်ကံကိုနင်တန်းသူတန်းလောက်ဖို့လိုက်လာဟန်တူပိုင်တောင်းနေခွန်ကြီးခွန်ငယ်အောင်နေကြတာတွေ့တော့ကိုဆန်ကောင်းနာသွားရဲ့သည်ကိုဆန်ကောင်းကလည်းနှမဖြစ်သူကိုတခွန်ဝင်မဟာတောင်းလူပါဝနေတာကိုရွာကခံချင်းကြတော့လေမိုးကောင်းနေချင်းဆိုတော့ညင်နေကြရသည်ခူတော့ နှမလို့သူကကြကြလက်ကြတွင်နေတော့ငွေကသာကြည့်နေခြင်းဖြင့်တောင်းနောက်မှာလူမိုက်နှစ်ယောက်ရှိနေကြတော့နှမကိုကိုထီးလက်ရောက်ရှိကြမှာဆိုရေးဖြစ်သည် မလောင်ကမင်းကန်သားသွားကနှမကိုကိုဆွဲသည်မင်းကန်လာတော့နေပူတယ်တို့ရလဲဆင်ကျိုးနဲ့ကြက်ချီကြက်ကျိုးနဲ့ဆင်ချီဖြစ်နေပါဗကောမင်းကန်ကနေရာမှာပဲပြည့်ရက်ကတောင်းစကားကိုဆောင်းနေခဲ့သည် တောင်နှုတ်ကမင်းကြသေးတာကိုပေးဆောင်နေခြင်းဖြင့်တကယ်တော့တောင်ကမြင်းချန်လမ်းပိုင်းဌာနကစာရဆောင်ရွက်ခြင်းဖြင့်ဒီကိစ္စတလောက်ကြီးကျယ်သွားလိမ့်မည်မထင်ခင်အဝင်းရောင်ကလဲတွေကိုတန်ရိုက်လိုက်ရုံနဲ့ပြီးလိမ့်မည်ထင်ခဲ့သည်လှဲသမားတွေနဲ့နွားရွှေကောင်အစာရေစာကိစ္စဖြစ်စဉ်ခဲ့မိတာကတော့ပေါ်ဆောင်မှုဖြစ်သည်မဟိကံရောက်လာကဒီလိုကကဲလန်ရံတွေ့လိမ့်မည်လို့လည်းမထင်။ရွာမှာ ကိုပြေသိန်းတို့မယင်ကန်တို့ကလည်းပြောဝဆဝန်တို့မရှိတော့လဲထင်တိုင်းချင်းနေကြတာကြပြီတာအောင်ကပါသည်သူလွန်နာကိုအများရှိမှထုတ်ပြပြသလိုဖြစ်မခံမီခြာနေလှဲ့သွားကပြဒနာကိုရှောင်လိုက်သည်သူနောက်ပါနေရကိုတစုံတရာပြောပြီးယုံထဝင်သွားသည်နာသက်သမားအောင်လာကလှဲ့သမားလေးစီသွားကပြန်ကြရန်ပြောနေလေမလောင်လူတွေနွားတွေအိမ်မှာထမင်းကျွေးဖို့လုပ်ပေးပါဦးခမညာများစားကြရော့မယ် လဲကပြီးအိမ်မောင်းခိုင်းအိမ်မောင်းခဲ့ခိုင်းလိုက်တော့ရာသူရသားနေကြတဲ့ကမင်းကန်တို့ထွက်ခဲသည်ဇောနှစ်သာလိုက်လာရသည်ပူလိုက်သည်နေဤသို့ဖြင့်စာချန်းခုံးရာတာလမ်းမပေါ်နာမောင်မှုကြည့်ပြီးသွားခဲ့ပါတိမ်ပါလုံးမအိုးကြကြဖြစ်ကြရခဲ့သည်မင်းကန်အကြောင်းကစကားဖြစ်နေခဲ့ပြီးမလာအောင်ကလှေသမားတွေရောလဲကောက်ခိုင်းခါကြီးတထထောင်းနေကြရခဲ့ ကိုစံကောင်းလဲထမဖြစ်သူနောင်တော်တော်ပေါင်းလိုက်လာခဲ့သည်ချက်ကြချက်တော်ဟာဒီကောင်လူပါဝနေတာကြာပြီငါကထမထင်ဝင်ရိုင်းမလို့ပြန်ပြန်ငါထမဒီကောင်နေတော့တတိထားနော်မကောင်းကြင်ချင်ကြံမဲ့ကောင်နေရဲ့မကောင်းကြံတော့လေတပွဲတွေ့ကြရုံပေါ့အကိုလေးရဲ့ဘဲနဲ့စောင်းချမ်းပေါ့ကုန်းမှာအကုတူကနိုင်စားရမယ်လူတွေကခွေးဆိုးဆိုတာနဲ့ကြောက်ရတော့မှလားခွေးဆိုးများပစောင်ဟတ်တက်ဖြည့်ပြစ်လိုက်ချင်သေးတယ် မဟင်ကံဒေါသရှင်နေမပြေသည်မဟင်ကံစကားကြောင့်ကိုစံကောင်းမင်းစကားမဆန်နိုင်ပေနှမကိုလှန်ကြည့်လိုက်လေနေနေအောင်လှဲသမားတွေကိုပစိုးတက်တယ်စီပါပေးလိုက်ရအောင်မဟင်ကံကတိုင်ရခံကြရမည်လှဲသမားတွေဘက်ကရတီခဲကြောင့်လူစာနွားစာအိမ်မှာမဝလင်းလင်းခေါ်ကြည့်ခေယောမကပစိုးတွင်စီပါပေးလိုက်သေးတယ်ဆိုသည့်စကားတွေဟာရွာပေါင်းစုံထုတ်ခြင်းခက်သားခဲလေးပြီးတောင်းလဲနည်းနည်းတော့ကုတ်သွားလေ ထင်ထားသည့်တောင်ကမအိမ်ကံပေါ်လာတာကိုတောင်ကိုယ်တိုင်ဟဲ့ရင်မပြနိုင်ခဲ့စင်စာတွေ့တော်ရင်ပေါ်လာသည့်ရှေးဟောင်းနောက်ဖြစ်တွင်ပင်မအိမ်ကံရထင်ပြန်ဝင်လာခဲ့သည်သမီးကြီးအားအပူပင်ကင်းကင်းပြောလင်အပြင်မှလာရောက်ကတော့သာဆဲပင်မေကန်တို့ဝိုင်းတိုက်ထဲမှာလက်နစီကောက်ထားပြီးပြီ။တစီယာဖုတ်ကူမောင်းပြီ။နောက်တစီယာကိုချက်တော်လဲ။ ကိုကျက်တော်ကလဲတာပေးလိုက်ခြင်းဖြစ်ပြီးကိုဖုံးဝေရမောင်းမီမလောင်ကအိမ်ပေါ်ကတန်တေတာကြီးရွက်ချတော့ကိုဖုံးဝေကလဲပေါ်ကစီယူသည်စုံစီနှဖာတွေကလည်းမနေပါဘာတွေဖြစ်သူကိုတန်မင်းတို့မိသားစုအတွင်အမိပန်းရောင်ထည့်ပေးလိုက်သည်လက်ဆောင်လေးလဲပါပါအိမ်ကြီးမှာလူတွေများလာသည်အမျိုးတွေဆွေတွေပါမက နာကြနေလာရောက်ကြသူတွေလဲများလေမိန်ကန်တမီးပို့မလိုက်ဘူးလား ညင်းချိုင်ကိုဒီသမီးကညီသမီးကတော့တရွာတယောက်ထွန်းပါပဲမင်းကလေးမြုပ်တက်ပညာသင်တာတို့တတ်တယ်မကြစဘူးသမီးကလည်းတော်မိဘများကလည်းကူဖော်ပန့်ဖက်ရဟန်ကြပါ යි မိသူတွေကမိကြတာကိုမင်းကံဖြစ်နေရသည်မင်းကံသမီးပုံမလိုက်တော့ပါဖအေးလည်းပါသည်မလားကိုလည်းနေရာချရန်လိုက်သွားလည်းညီမရေပါသွားလျင်သမီးကြီးစိတ်ပြောင်းသွားမှာကိုတွေ့ပြီးမလိုက်တော့ခြင်းဖြစ်ပါ යි ။တမီးကြီးမြိုင်ကစိတ်ကြောင်းလဲရလဲညတ်တက်ပါပြီတနေပြီးတော့အိမ်မှာတက်ကြီးရွယ်ကိုမေးကြီးခင်ဗျာတမီးရောမြေပါအိမ်အားခွာသွားလို့ကတော့မွန်းတဲ့ရဟူတွေဆွဲနှုတ်သွားသလိုဟာသွားရှာမကိုဆိုရလဲပါပါသည်။ဘာပဲဖြစ်ဖြစ်အမေပန်းယုံနာမှာမအိမ်ကန်ရှိမှဖြစ်မည်။ညိုင်လေးဟာဒီမနေ့လှနေလိုက်သည်ဖြစ်ချင်းစနေနေ့တမီးဆိုတော့အလှရီရုံကံပွင့်ရအာယူနေချိန်မဟုတ်လားဝင်းဝါဝါသားရင်နေ ညနာပုံမင်းလေးကြောင့်ဘာရေကပပဝတီခေါ်လာလေမလို့ပါသောဆိုင်ရာပိုထဲကလေးနေပပြေစင်းအောင်အင်းကြီးဟာတောက်ကြလုံးလှပိုင်းမျက်နှာချေးလေးပုတ်ထားတဲ့ပြင်မျက်နှာနူးနူးလေးဒီပင်ပန်းသွေးရောက်ပြေးလေမျက်နှောင်တစ်ချက်ပုံလိုက်တိုင်းစိမ်ပွေးနေလို့တစ်ဖြက်ဖြက်ရှိလေမန္တလေးကတိပါချင်းညက်ဖက်ကလေးစီထားသည် ရွှေချီတိုးအိတ်ကလေးတဲကိုကင်ထားသေးတော့ကိုနာကင်တော်မြင့်ရွာမင်းမချော်လေးနှစ်ပင်တူသည်မဲ့ရင်ကန်ကလွမ်းနာတစ်ချက် ျင်နဲ့အားရတာက တချမ်းပြင်းတကိုယ်တည်း20ဖြစ်နေရတော့သည်။ကဲညံကလေးငါမီဝိုင်းအကြီးကိုကတော့တွားကြရအောင်။အလိုတွားကြတော့မှလား။မဟင်ကန်ရင်တွင်ဒီတော့မှကတော့ကရင်ရှိလာခဲ့သည်။ကျင်းဦးကလူတွေရှေ့မှတွင်သူသားငယ်နေမယ်ခိုင်တော့တပတ်တစ်ချက်စီဆွဲထိုင်ခက်ခွာခွာကလမ်းကြီးနေသည်ငိုချင်းချင်းမျက်နှာကတင်းထားသဖြင့်သာမျက်ရည်တွေမချခြင်းဖြစ် မဟိမ်မြိုင်ကမိပန်းယုံကိုဖျားပေါ်မှာထိုင်ကြတော့တော့မိပန်းယုံကစူရီပင်းနေခဲ့သည်ဒီမြေကွင်းကိုကြည့်ရင်မဟိမ်ကမျက်ရည်ဆိုရပြီပညာချတဲ့အခါတော်လိုက်မုတ်ဆူများတားကောင်ရှိရရဲ့မှာခြေလုံးလုံးပြဝစ်ကျုံလို့ရှိတယ်လို့ချင်ရတဲ့ရေနာသုံးပါးကိုကြည်ညိုရမှာအဖိုးတန်လဲဆွဲတစားကိုပြောက်မှာဆိုလို့မကြာခဏဆန်းတယ်အခါမလန်အောင်မရသည်တော်မြောင်များတညသုံးခါမြေကြီးကိုဆင်းဆန်းတယ်လို့ရိယာရှိရသည်ကြာလာငါမည် ယနေ့ယခုမှစ၏မြေလေးမအိမ်တိုင်းတရစိတ်သားတိုင်းကိုပါ၏လူရမှန်သည်။ပြည်စုံပြီးလင်အမေပန်းရုံစုပင်းနေတခိုင်မအိမ်ကံမျက်လုံးနေမိထားခဲ့သည်မျက်ရည်တွေကပိတ်ထားသောမျက်ခွန်းထဲကယူစည်းကြလင်ပါပြင်ပေါ်သို့တလိန်ချင်းကြာလာလေညင်းနေလိုက်တက်လာသောခန်းစားမှုဟုံကအတိတတိတရားတို့ကိုပါရိုက်ချိုးပြလိုက်သည်အခါကြည်ခွဲစရာကောင်းလာသောရှိုက်တန်းကြီးထွက်ပေါ်လာလေသည် ေဝရင်ငူတန်ကလည်းထက်ချက်မကွာပါလာခဲ့ပြီးဒီနောက်မှာတော့တရားစုကိုပေးနေတော့ဘာရေးပါအတန်တွေတုံလှိုင်းလာရကတပတ်ဟောင်းဖြင့်မျက်နှာကို အုတ်ကားငူရှာလေးသည်ဝိုင်းထိုက်ထဲတွင်ရှိနေကြသောဆွေမျိုးများရောရွာခံများပါမျက်ရည်တွေဝေကြရပြီခံစားမှုနှင့်ပတ်သက်ရင်အေးအေးလေးလေးရှိရှာသူဟုပြောစမှတ်ပြုရသောမဟေမြိုင်းဒီပင် မြင့်ရည်တွေကြရင်ဘွားရည်ကိုတက်လဲမိခင်ကိုတက်လဲခြင်းမူနေခဲ့ပါမဟင်ကန်နေဖရေကိုလာကြတော့ကြတရားကသမီးကြီးကိုကတော့မခံသေးပဲပိုက်ဖက်ထားခဲ့သည်နှစ်ဖူးဆန်းစားတွေကိုနှံနေမိသည်ဒီသမီးကလေးမွေးတဲ့ကညှိုးမကွာရှိခဲ့ရကဒီကနေ့တော့ဖြင့်ဝေတနေရစီသွားရရှာတော့မည်မိမနှပါကိုကတော့ပြီးမှတော့လဲပေါ်တက်ရပြီကိုပြေသိန်းမင်းမျက်နှာကိုတဖယ်လက်ထားရှာ၏ မလာအောင်နဲ့မိုင်းမြိုင်သားဖားကလဲတဲ့စီကုတ်ဘုံးဝင်နဲ့ဝင်စီလဲတွေကလဲတဲ့စီမိန်ကန်ငငယ်ကအဖေနဲ့မြင်းချမ်းလဲလိုက်သွားခဲစင်းကမိပန်းဟုန်နဲ့ခွဲရသည့်ခန်းစားမှုကိုပင်ပြေးတတိရလိုက်မိပိုင်အမေသွားတော့မယ်နော်မိပန်းရောပါတော့မယ်နော်ជីជីသွားတော့မယ်နော်ညီမလေးခိုင်မမသွားတော့မယ်နော် သွားတော့မြေကြီးရေမြေကြီးလာမှာအမေကြီးတွေ့ရတော့မှာပါ යි ကျောင်းပိတ်တာနဲ့ပြန်ခဲ့တော့မြည်။အမေကြီးတို့မျောနေမယ်နော်။ခလုံးမထိစူးမညိဘေးရှိသမျှဝီးပါစီတော်ကျုံမြည်လေး။လက်နှစီရွာလေလန်းလန်းပေါ်ရောက်သွားခဲ့ပြီ။မိုင်းတိုက်ထဲကရှိရှိသမျှလူတွေအားလုံးခြံဝါးကထွက်ကြည့်ကြသည်။မဟိန်ကံကလည်းပြတော့သမီးကြီးမြိုင်ကလည်းလက်လန်းပြရှာပါ၏။ဘဝဆိုတာနှုတ်ဆက်ခြင်းများနေချီပြရတာများလား။သွားတော့သမီးကြီး ညသည်လာပြေကြော်စားရန်ဆိုတော်လဲညီနပိုင်းတွင်လာရှိသေးသည် လာထွက်နောက်ကြသည့်အတွက်ညဦးပိုင်းတော်ကတော့ဆောင်းချန်းကုန်းတရွာလုံးမှောင်မယ်လျက်ရှိကလေးငို့တန်တခြင်းဆိုတန်ပလွေတန်စသောကြီးရွာတရွာ၏စုပြန့်ဖွဲတံပလန်များညီသက်သွားချိန်မှာတော့ရွာလေးလည်းတစားတစားညီသက်သွားခဲ့ပါ යි မဟင်ကန်တို့အင်ကြီးမှာဖိုတိုကလွဲလင်မိန်းသားလေးကြီးဂျန်ရီခဲသည် ကိုပြေတဲ့ရောကိုဖုံဝေးရောဖိုကူရောမရှိကြရောမက မလာအောင်မပါသားလေတော့အိမ်မှာအမေပန်းရောမအိမ်ကန်းခြေဦးနဲ့ကလေးသုံးယောက်သာခြံရခဲ့သည်ကိုပြေတဲ့တို့လည်းထွက်သွားတဲ့ကဒီအချက်ကိုမအိမ်ကန်းသတိထားမိလိုက်သည်ညဘက်မှာဖိုတုတ်တယောက်သာယောက်သားသားရဲလို့ရှိပြီးမိန်းသားလေးကြီးခြံခဲ့ခြင်းသည်ဒီလိုကာလကြီးမှာမကောင်းနိုင်တာကိုရိပ်စားမိခဲ့ခြင်းဖြစ်သည်။မိပန်းယုံကအသက်ရွယ်ကြီးရင်းပြီ ထွန်ပထွန်ရညီကိုနီမိန်ခိုင်ကကလေးငယ်ရီကျန်နာမိန်ကန်နီချီဦးပဲရှိတာဆိုတော့ကိုစံကားကိုညာဘက်လာဆောက်ရှောက်ဖို့မိန်ကန်စီစဉ်ခဲ့သည်ညနေကချီဦးကိုခေါ်လွှတ်လိုက်တဲ့ကကိုစံကားကလည်းတရှိတလဲဖြင့်ရောက်လာခဲ့ပါ යි ဟုတ်တယ်အကိုလေးလည်းစဉ်းစားမိတယ်ခေကလာကမကောင်းတော့ငါ့နှမတွေ့တာမှန်တာပေါ့စိတ်ချတာအိတ်ကြပါ යි အကိုလေးရှိပါတယ် ကုဆန်ကောင်းတက်လက်ဖက်တပွဲရင်းတွေတို့စီစဉ်ပေးပြီးအရာဝင်ခဲ့ကြသည်ဒီညတော့ကျေးဥတို့တာမီတွေရလည်းမိန်ကန်တို့နဲ့တူအင်ကြီးပေါ်လာကြသည်အင်ရောက်ထဲဤကရင်ကြီးပေါ်မှာဖိုတော်နေကုဆန်ကောင်းအကြလဲကြီးအရာဝင်တော့လည်းမိန်ကန်မှာသမီးကြီးကိုလွမ်းလွတ်တဲ့ဖြင့်ချက်ချင်းအိမ်မပြောနိုင်ကျေးဥကလည်းမိန်ကန်လိုပင် ရှိခဲ့သည်မိပန်းယုံကတော့မြေလွမ်းနေပုံရပါညနေဆောင်လေးဟာ အိမ်ဝခန်းကတင်ဖြူပြလေးပေါ်မှာဝင်ခွေနေလေတော့သည်မဟင်ကန်နဲ့ကျေဦးစကားတပြောပြောရှိကြရာကညီနယ်လာတော့ကျေဦးလည်းအရာဝင်ခဲ့ပြီမဟင်ကန်မှသာအိမ်မပြောင်းနိုင်သေးပဲအတွေ့တွေစုံနေခဲ့ရပါအောင်ထနိုင်ကြီးစင်ရတချို့တချက်ထိုးတန်ကြာရပြီ။ဒင်းငရဲမြည်လိုက်တော့တန်ကမဟိကံကိုဖြတ်ကနေလှုပ်လိုက်သလိုရှိရာတစုံတရာစိတ်မတုံမတန်သလိုခံစားလိုက်ရသည်။ဖာတန်မှာတော့မရှိ။ ို့သောမင်းကန်တွင်အာယုံတစ်ခုညီနေသလိုချက်တင်ရဲရဲကလေးထားသွားခြင်းဖြင့်မင်းကန်အိယာကထားလာခဲကဝိုင်းတိုင်လေးပဲလေးတန်းစလုံးကိုမြင်ရသောဝတင်းပေါများကတက်စင်စစူးဆက်ဆိုင်လိုက်ကြသည်လာယောင်ကခဏနောက်ဆိုတော့တဲတဲကွယ်တော်မရှိကိုလေးကိုစံကောင်းကောအင်းကြီးလေးသလားမယင်ကန်ကြည်နေတခိုင်းပါပဲဝိုင်းတိုက်သေးသူအရာဝိထုဖြူဖြူတဲ့တဖြောဖြောကြလာသည်ဟိုထင်လိုက်မိသည် ပရင်ပေါင်းနဲ့ဝင်းထရန်ကတော်တော်လေးဝေးတဲ့ပြင်သေတော့မသေးချာမဟင်ကန်ကကိုဆန်ကောင်းကိုခေါ်လိုက်ဖို့တွင်မိလိုက်ချိန်ပါပြီကိုဆန်ကောင်းကတရှိဝင်းဝင်းထရန်ဘက်ကိုပြေးသွားတာမြင်လိုက်ရသည်မဟင်ကန်ကလည်းနေရန်ပေါ်ကတရှိကိုဆွဲလိုက်ပြီးလေကားပေါ်ကပြေးဆင်းလာခဲလေသည်လက်နှိမ့်တက်မီကိုတော့ဆွဲပြင်အောင်ဆွဲခဲသည်ကိုဆန်ကောင်းကခြေတံတစ်ဖြက်ဖြက်ကြောင်းလှည့်ကြည့်လိုက်ပြီးမဟိန်ကံမှန်တီ၍ဆောင်းနေလိုက်သည် ခြံတော့ကိုရောက်ကြတော့မရင်ကန်ကလနေတံမီဖြင့်ဟိုဟိုဒီဒီထိုးကြည့်သည်တွေးပြီးဖြစ်စီကသုံးနေရပြန်ချင်နေသည်မုံဝါးဝါးလာရောင်ထဲမှာမရင်ကန်မင်းသွေးဆုပ်သွားတဲရှိခဲရမှာကိုဆန်ကောင်းကိုမောကြည့်လိုက်သည်တရှိတလဲကင်ထားသောယောက်ျားသားကြီးကိုဆန်ကောင်းပင်လင်းတောင့်တောင့်ကြီးညီတက်လျက်ရှိလေ နားဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။နောက်လာမယ့်ပိုင်းဆက်များကိုလည်းစောင့်မျှော်နားဆင်ပေးကြပါအောင်နော်။ကျမရွှေတုတ်ပါ။